ခီးကြီးပေါ့ဥပကြောက်သည်ဖြာဝရင်မင်းနေသောဇနီးတဲ့မအိမ်မြန်ကိုမျက်တောင်ခတ်ဆိုင်ကြည့်နေသည်အရေးအကြောင်းတို့ဖြင့်ရှက်နွယ်နေသောမျက်နှာပြင်တဆက်ဆက်တုန်ခါနေသောမျက်ခွန်နှင့် အသက်ကိုမြင်၍ရှူသွဲနေသောမအိမ်မြန်၏ပင်ပန်းခက်ခဲနေမှုတို့ကဥပကြောက်ရင်ကိုရိုက်ခတ်လာသည်သူတို့တဲကလေးစီတို့အမောင်ကတရေရိပ်ထိုးကြလာသည်အိမ်နောက်ဘက်တမပင်ထမတဖြောင်ဖြောင်ကြွေကြလာသောတိရွတ်တံကိုကြားနေရသည် ဆောင်းနေရသည်မို့လေပွေကတမရွက်များကိုမှုရရန်နေပြန်သည်ရွာမြောက်ပံလက်ပံပင်အောက်စီမှာငှက်တကောင်ဤမိသားတစ်ချက်တည်းထွက်ပေါ်လာသည်မတ်အိမ်မြိုင်သည်ချောင်းတဟိုးဟိုးစတိုက်ဆိုရင်ညာဘက်သို့ခွေဆောင်းလိုက်သည်မင်းမောနေသလားမတ်အိမ်မြိုင်မတ်အိမ်မြိုင်ကမျက်ခုံကိုတစ်ချက်လန်းကြည့်ပြီးခေါင်းကိုအသာငိတ်ပြသည် စကားတန်လို့ထွက်မလားဥပကြောက်ရင်နဲ့မကောင်းလာသဖြင့်တဲအပြင်ထွက်တိုင်းနေလိုက်သည် နှစ်ပေါင်းများစွာအတူပေါင်းသင်းနေထိုင်လာခဲ့သောဇနီးတဲ့နောက်ဆုံးအချိန်ဆိုတာကိုသူကောင်းစွာသဘောပေါက်နေသည်ဒီအချိန်မှာမတ်အိမ်မြိုင်ခမရသားသမီးတွေမျိုးတွေကိုတွေ့ချင်းရှာပြီးလိုက်မိအားလုံးကိုအကြောင်းကြားထားပြီးဖြစ်ပေမဲ့တအူးမှပေါ်မလာသည်ဥပကြောင့်တအူးတဲ့သားနောက်ကျောင်းပုံရိပ်များကိုစုပ်ဖန်ရင်းကြေကွဲနေမိသည်တရွာထဲနေတရေထဲတောက်လာခဲ့သောငယ်ပေါင်းကြီးပေါ်မတ်အိမ်မြိုင်စမြိတ်တွဲစရုံးလေးနဲ့မြို့ပြလန်းဆန်းခဲ့သောမတ်အိမ်မြိုင် ။နင်းယောက်ျားနဲ့အတူပဲရိတ်၊ကိုင်းထွန်၊ရင်ပေါတန်းနိုင်ခဲ့သောမအိမ်ညာ။မြေပဲခင်ရင်နဲ့ကိုရှူရှာရင်နှစ်ယောက်တပွားယနေ့ထိလက်တွဲမပြုတ်ခဲ့သောမအိမ်ညာ။သူ့အတွက်အသက်60ကျော်အထိစိတ်ဆင်းရဲအောင်မလုပ်ခဲ့ရှာသောရှားမှရှားသည့်မယားကောင်းမအိမ်ညာ။အခုသူနဲ့သူ့ဘဝခွဲခွာတော်မူလေ။ကိုပါစာရီမျက်လုံးအိမ်မှာမျက်ရည်ပူစီချောင်းများတွေ့တွေ့ကြလာသည်မျက်ရည်ဒီလိုမျက်ရည်မကြခဲ့တာကြပါပြီ မအိမ်မြိုင်ခမငါတိခဲ့သည်မြဆင်းရဲလိုက်တဲ့ဖြစ်ချင်းအသက်ထအိုစာလွန်းလာတဲ့မအိမ်မြိုင်ရဲ့ဒီအချိန်ဒီအရွယ်မှာမင်းအပေါ်မှာငါထားတဲ့မေတ္တာတရားဟာယောသာတတ်စင်ပါတယ်ဒါပေမဲ့အဲ့ဒီမေတ္တာတရားလက်နက်ဟာမင်းအသက်ကိုတော့မကယ်နိုင်တော့ပါဘူးမင်းကောင်းရသူကလေးလားပါစေကိုဘကြောင့်အိမ်မြိုင်ဘလို့နေသေးလဲအတန်ကြောင့်ဥပကြောင့်မျက်ရည်များကိုကမန်းကရန်တုတ်ပြလိုက်သည် ခေါင်းရင်အိမ်မှာမအိမ်နိုင်တငယ်ချင်းမကြည်တင်းကဥပကြောင့်အနီးဝင်ထိုင်ရင်မီးလေထုံးမအောင် ကိုဘကြောင့်ရဲ့မှောင်လာပြီမထုံးချင်ဘူးမကြည်တင်းသူအမောင်ထဲမှာပဲနေပါစေတော့အခြေအနေကိုသဘောပေါက်သည့်အလားမကြည်တင်းကလက်ထဲရဆေးလိတ်တူကိုထုံးပွားသည်ကလေးတွေမနေ့ပြန်တော့ရောက်မယ်ထင်ပါရဲ့နော်သူမတည်ခင်ရောက်လာရင် ကောင်းပါပဲအားရှိတာပေါ့တော့ မအိမ်မြိုင်အတွက်ဘာအားမှမလိုတော့ပါ အားပေးစရာလည်းမလိုတော့ပါလက်ခံယူနိုင်ဘူးအားလည်းမရှိတော့ပါတသက်လုံးနေစဉ်အလုံးနဲ့လက်ပြတ်သည်မရှိအင်အားတွေအသုံးပြုခဲ့ပြီပဲသူနဲ့မအိမ်များနှစ်ဦးသားစူးစား၍လဲကွက်တွေဝယ်ခဲ့ကြသည်ထွန်ရက်ဆိုင်ပြုခဲ့ကြသည်သီးနှံတွေကိုရိတ်သိမ်းခဲ့ကြသည်ရှုံးခဲ့မြက်ခဲ့ကြသည်ယုံးခဲ့ကန်ခဲ့ကြသည်ဒီအလုပ်တွေကိုမနာမနေလုပ်ကင်ခဲ့သောသူတို့တက်တန်းနေရော်လားမအိမ်မြိုင်အားတွေကုန်ခန်းလောက်ပါပြီ။ ။ဥပကျောက်ကစကားမပြောဘဲငုံငုံကြီးထိုင်နေတော့မတ်ကြီးတင်းကတဲတဲဝင်သွားသည်။မိကွက်ထွန်းသည်။တဲအတွင်းမှအလင်းရောင်ကြောင့်ဥပကျောက်မျက်လုံးထဲတွင် အမောင်အနှဲငယ်ဖြော့တော်သွားသည်။သူ့ခေါင်းထဲတွင်မတ်အိမ်တိုင်းတည်ဆုံးရင်းမိတို့ဆက်လို့ရမည်တို့ကို တွေးကြည့်နေမိသည်။တမျိုးတရွာက သူ့သားနှင့်သမီးဟာမတ်အိမ်တိုင်းအလောင်းကိုမိပါမလား။မမီလည်းမဆောင်တော့ပါကျလင်းညတေးလီမနဲ့ပြန်တကြုံမီစောင်းစားခြင်းအပြင်အချိန်များကုန်လွန်ခဲ့ပုံကိုသူတရေရေပြန်မြင်လာသည် ကိုဘကြောင့်မအိမ်နိုင်ဆုံးနေပြီတဲအတွင်ဝုံးကနေပြေးဝင်ပြီးမအိမ်မြိုင်လက်ကလေးကိုစုပ်ကိုင်းလိုက်ကြည့်တော့နှွေးနေသေးသည်မကြည်တင်ရွာထဲကိုသွားပြောပေးဗျာမကြည်တင်ထွက်သွားတော့သူနဲ့မအိမ်မြိုင်တို့နှစ်ဦးတဲအတွင်ကြံခဲ့သည်မဟုတ်ပါဥပကြောင့်တဦးတည်းသာကြံခဲ့ခြင်းဖြစ်သည်ဟိုမှာငပေါ်တို့မိသင်တို့လာကုန်ကြပြီ ဥပါဇောင်၏မျက်လုံးအဆောင်ကရွာအလေလမ်းမဘက်မှတစ်စစ်ချိုလမ်းသွယ်လေးစီသို့ရောက်သွားသည်။ကလေးတွေအထုပ်တွေဘူဒီပတ်တင်နှင့်အပြေးတစ်ပိုင်းလာနေကြသောသူ့သားနှင့်သမီး။အမလေးအမေရဲ့မိသည်လာပြီလေ အမေရဲ့။ကြောက်ကြားကြခြင်းလာတာပါဗျာ။အခုတော့အသက်တော်မမီလိုက်ပါလားအမေရဲ့။ဥပါဇောင်သည်နှစ်နှစ်နီးပါးမတွေ့ရသောသားနှင့်သမီးကိုငေးကြည့်နေရင်းယင်မာနာလာသည်။ သူတို့ရင်အဆောင်ကိုကန့်ထွက်သွားတော့သူတို့လေကွက်တွေတကွက်ပြီးတကွက်ဖြုံတီးသွားတော့ငဘော်နဲ့မိသိခုတော့မအိမ်ငယ်အလောင်းပေးမှာငိုနေကြပြီအော်ဟိနေတော့မိသိအတန်ကိုနားကြားပြင်ကက်လာသည်ယောက်ျားတံမဲတွတီးတွတာစကားဆိုနေသောငဘော်ဟန်ကိုလည်းယွန်လာသည် လက်ထဲမှပြောင်းဘူးလေးကြီးကိုတဲတိုင်းနဲ့ထိုးချိန်မှပြလိုက်သည်ရင်ထဲမှဒေါသခုရစူးဝေလာသည် လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီးတစုံတရာအော်ဟိလူဆဲဆဲ ရွာလူကြီးပဘိုးထင်ရောက်လာသည်ပဘိုးထင်နောက်မှရွာစောမောင်တောင်းကဥပကြောက်ဘေးမှဝင်ထိုင်ရင်းဘာကြီးကြောက်ဒီမှာရွာနာရေးအသင်းကငွေတထောင်ပါငွေဆက်ကူနွမ်းနွမ်းလေးများကိုထိုးပေးနေသောမောင်တောင်းမျက်နှာမှာချွေးပွေများဒီတမနဲ့ထဲနဲ့သူတို့ရွာမှာနာရေးကိုငွေတထောင်ရအောင်ကောက်ယူစုဆောင်ခဲ့ရသဖြင့်မောင်တောင်းပင်မန်းနေဟန်ရှိသည်ဥပကြောက်ကငွေတထောင်ကိုလမ်းယူလိုက်သည် ငိုနေကြသောငပေါ်နေမိတယ်လဲဥပကြောင့်အနီလာထိုင်သည်အဖေကျောက်အမေအတွက်ငွေနေရာကုသိုလ်ဝင်ပါတယ်မောင်ပေါ်ကငွေနေရာထုတ်ပြီးတော့မိတင်ကလည်းငွေနေရာပေးသည် ဥပကြောင့်သည်မပြုံမဲဝလုံးကွဲရေချလိုက်သည်အတုပလာမိသူအလုံးလမ်းပြတ်သွားသည် မောင်ပေါ်နှင့်မိတင်တို့နှစ်ယောက်ကြောက်လန့်တကြားနောက်သို့ဆုတ်သွား၏ကြည်စမ်းမအိမ်မြိုင်မင်းအသက်ရှင်နေတော့က မုတ်တထုတ်တောင်းလမ်းမကြော့တဲ့သူတွေကမင်းအတွက်ကုသိုလ်ဝင်ကျင်လို့တယ်ဗျာနေပါစေနေပါစေမင်းတို့ငွေတွေဘာလို့ဖို့လဲပြန်သိမ့်လိုက်ကြစမ်းပါမင်းတို့လိုချင်တဲ့ကုသိုလ်ဆိုတာဒီငွေတွေနဲ့လဲလို့မရဘူးကွာဟေ့ကုသိုလ်တကယ်လိုချင်မင်းတို့မအိမ်ကိုင်းတော့လိုက်သွားဘာဘိုးတင်ကမောင်ပေါ်တို့လက်ထဲမှာငွေများကိုလမ်းယူလိုက်ပြီးကိုဘကြောင့်ကလေးတွေစိတ်မချမ်းသာအောင်ခမရဘာမှမလုပ်ပါနဲ့ ဖာဖိုးထင်ကအတန်ခတ်မှမှပြင်ပြောလာ၍ဥပကြောင့်ရင်ထဲမှဒေါသများကိုပြန်၍မြို့သိမ့်လိုက်သည်။လက်ထဲတွင်ငွေဆက်ကူများကိုဆုပ်ကားရင်းမအိမ်နိုင်ဘက်သို့စောင်းငယ်ကြည့်လိုက်သည်။မသေးခင်ကသာခုလုံငွေတွေငါလက်ထဲရှိခဲ့ရင်မင်းရောကောင်စိတ်ကူပါရဲ့မအိမ်မြန်ရဲ့။တဲရှိတလင်းမြေတွင်ဖြာခင်းထိုင်နေကြသောရွာသူရွာသားများကတော့ဥပကြောင့်ရင်ထဲမှစကားကို ကြားရမည်မဟုတ်ပါသို့သောတိတော်တိမီချင်း အတူပါချဖို့ပြင်းတော့ဥပကြောင့်တဲအတွင်သို့လှစ်ကလေးပြေးဝင်သွားသည်။ဖျားစင်မှာချိတ်ဆွဲထားသောစိတ်ပရီးနှကုံးအနက်မှတကုံးကိုဖြုတ်ယူလိုက်သည်။ဒီပရီးနှကုံးကိုရွာဦးစီတီဖျားပွဲဖြစ်စဉ်ကသူတို့ဝယ်ခဲ့ခြင်းဖြစ်သည်။ထိုနေ့ကမအိမ်မြိုင်စကားကိုဥပကြောင့်မမေ့နိုင်ပါ။ကိုကျော်တော်နဲ့ကျုပ်ဒီနေ့ဟာစပြီးဟောဒီစိတ်ပရီးနှကုံးကိုပဲအဖော်ပြကြဆိုရဲ့။မအိမ်မြိုင်စိတ်ပရီးတကုံးကိုမင်းမဲယူသွားပါတော့။ ဥပကျောက်ကစိတ်ပဒီကုံလေးကိုမအိမ်မြိုင်အခေါင်အတွင်ထည့်ပေးလိုက်သည်။ရွာဤထုံးစံအတိုင်းရက်မလဲခင်အတွင်မအိမ်မြိုင်တစ်စီကြောက်နေကြသည်။အာသူပအိမ်မှဖဲရိုက်တံများကလွယ်၍တရွာလုံးတကားပိတ်မိမိအိတ်ကုန်ကြပြီ။မအိမ်သေးသောအိမ်တအိမ်မှာရွာကြောင်ပိုင်းမှ ကုံငွေသည်အရက်ဆိုင်ဖြစ်သည်။အရက်ဝိုင်းနှင့်ဝေးခဲ့သည်မှာကြာပြီဖြစ်သောဥပကျောက်တယောက်အရက်တလုံးကိုမော်တောင်းနေစေ။ဘာကြီးကျောက်တော်ပါတော့ဗျာ။ညာနေပြီ။ လာပါကျုပ်တို့ပြန်လိုက်ပို့ပေးမယ်ဟေ့ဖိုးထားမင်းတို့ကငါအရက်ဖို့မတက်နိုင်ဘူးထင်လို့လားမနေ့တော့ကငမွဲဘာကြောင့်မဟုတ်တော့ဘူးကွာဒီမှာကြည့်စမ်းငွေတွေဥပဇောက်ကခပုံအတွင်းမှာငွေများကိုစုပ်ကဖြန့်ကျဲပြလိုက်သည်ဒါရီယာမအိမ်ညာငါ့ကိုပေးသားတာကွာသူတသက်လုံးအစင်းရခံ အပင်ပန်းခံခဲ့ပေမဲ့ဒီလောက်ငွေတွေမရှိခဲ့ဘူးအခုတော့လူတွေကမအိမ်ညာအတွက်ကုသိုလ်ဝင်လာတဲ့ ငွေတွေလာပေးကြတယ်။ဒါလူတွေနားမလဲကြလို့ဒီငွေတွေမအိမ်မြိုင်တပြားမှမသုံးရဘူး။အမှန်ကငါအတွက်။ဟောဒီငကြောက်အတွက်။ဥပကြောက်ကိုဖေးမရင်ဖိုးထောင်တို့လူတိုက်ကပြန့်ကျဲနေသောငွေများကိုဥပကြောက်အိတ်ထောင်ထဲထိုးထည့်ကြသည်။ဥပကြောက်ကအိတ်ထောင်ကိုလက်ဖြင့်ဖေးရင်"ဟေ့မထဲ့နဲ့မထဲ့နဲ့ငါအတွက်ငွေမလိုဘူး။ငါတသက်လုံးငွေမရှိဘဲနေလာခဲ့တာဘာမှမဖြစ်ဘူး။ငွေဟာဘာမှမဟုတ်ဘူး။" ငါကြောက်အတွက်လိုနေတာတက်တီပဲဟိဥပကြောက်သည်မတ်တက်ရဲ့ပြီးပစိုးပြင်ဝင်သည်ဖိုးထောင်တို့ကဘေးမှဝင်တွဲသည် မတွဲနဲ့ငါ့ကိုဘသူမှမကိုင်းနဲ့ငါပြန်နိုင်နေသွားကြအော်ရင်ဟိရင်ရောင်းကန်ရင်ပြင်ဥပကြောက်အိမ်တို့ခြေလန်းတိုင်းခွန်လင်းကြီးပြန်ခဲ့သည်ညာဤအယောင်အောက်တွင်ရွာလန်းတွေကမှောင်မဲနေသည် အနည်း60ကျော်ခေါတုံခေါပြန်ဖြတ်တန်းခဲ့ရသောရွာလန်းတွေကိုသူမမနိုင်ပါ ညလီအေတို့ကဥပကျောက်ကောင်းမှသပင်ဖြူများကိုဖွာကျဲပြစ်လိုက်သည်ရွာလည်းညောင်ပင်ကြီးမှာတရွက်လေတိုးတန်တူတရှဲရှဲမြည်နေသည်အမြင်ဝေဝါးနေတော့လေညောင်ပင်ကြီးစီတို့ဥပကျောက်ရောက်လာခဲ့သည်ညောင်ရွက်အုံဆိုင်ဆိုင် အောက်တဲတဲရောက်တော့အမောင်တီပို၍နှက်ဆိုင်သွားသည်ညောင်မြစ်ကို ခလုတ်တိုက်စဉ်ကိုကိုမဟန်နိုင်ပဲလဲကျသွားသည်စိုးစား၍ကုန်းအထမှာတော့သူ့ရှိမှာမအိမ်မြိုင် ဥပကြောင့်မျက်နှာကိုတဖြည်းဖြည်းမော့ကြည့်သည်အရေးအယောင်များထင်မြင်လာသည်တရွာလုံးမင်းကိုကြောက်လို့ပုံအိမ်နေကြပေမဲ့ငါမကြောက်ဘူးမအိမ်ကြီးငါ့ကိုစကားလာပြောစမ်းဥပကြောင့်ကညောင်မြင့်ကြီးကိုလက်ဖြင့်ဆွဲကုတ်ကအာယူချသည်ဆူရှသောအလင်းတန်တစ်ခုက သူ့မျက်နှာပေါ်သို့ဖြာကျလာသည်အဖေမောင်ပေါ်အတန်းပဲဖြစ်သည်မအိမ်မြိုင်မဟုတ်မှန်းတော့ဥပကြောင့်သိလိုက်သည် ချို့နောက်ဘာမှမသိတော့ပါမနက်လင်းတော့ဥပကြောင့်ခေါင်းတွေအုံခဲနေသည်မျက်စိကိုခွင်လိုက်တော့အလင်းရောင်ကြောင့်ကျိန်ဆက်သွား၏လက်နှစ်ဖက်ဖြင့်မျက်နှာကိုအုပ်ကာခိတငိမ့်သက်နေလိုက်သည်ရင်ထဲမှာဟာတာတာဖြင့်မောကျင်သလိုလိုဖြစ်မိသည်နှစ်ပေါင်းများစွာအလုတ်ကျန်းလုတ်ခဲ့သောလဲထုံယောက်ျားဥပကြောင့်ဤတန်တုံးတန်ကဲလိုမာကြောသောခန္ဓာကိုယ်တစ်ခုလုံးပျော့ကွယ်နေသည်မိတဲ့နင်တို့တိတ်အဆင်မပြေဘူးဆိုငါကြားပါတယ် အခုနှစ်ယောက်သားဘာလုပ်နေလဲဒီလိုပါပဲအကိုရဲ့တစ္ဆက်တဲ့အလုံစင်းလိုက်ကုံထမ်းလိုက်နဲ့ရရစားစားပါပဲဥပကြောင့်နားရဲသူတိုးဝင်လာတော့မောင်ပေါ်နဲ့မိတင်တို့အတန်ငါတို့လည်းတိတ်မချောင်လဲပါဟုတ်ဟာအခုငါသမီးအကြီးလေးဆိုဘူတာရဲဈေးရောက်လွတ်ထားရတယ်ကလေးတွေအမေကမနစ်ကဈေးရုံတင်လာရတော့အကျွေးတွေလည်းတင်းနေတာဥပကြောင့်ရင်တွေခုန်လာသည်သူ့တားနဲ့သမီးဟာမြို့မှာဘလို့ယုံကန်နေရသလဲ သူတခါမှမမေ့မြန်မစုံစမ်းခဲ့ပါအဖေအမေကိုပြစ်ချရက်တော့မိဘပစ္စည်းကိုလက်ဖြန့်ကြောင်းရက်တော့သူတို့နှစ်ယောက်ကိုစိတ်မှာအနာကြီးနာနေခဲ့မိသည်မိဘခြံမလာတော့တာသမီများစီသူမသွားရင်မအိမ်မြိုင်ကို သူပိတ်ပင်ခဲ့သည်သို့သောမေတ္တာတရားကပိတ်ပင်ရင်မရပါနေစဉ်နဲ့အမျှညည်ရီတဆန်းဆန်းပြင်းမအိမ်မြိုင်တာသမီတွေကိုမျောလင့်ခဲ့ရသည်ဥပကြောင့်မျက်စိတွေတွင်ငယ်စဉ်ကသူတို့မိသားစုလေးပုံရိပ်များကို ပြင်မြင်မိသည် မိသင်းကိုပခုံးမှထန်မောင်ပေါ်ကိုလက်မဆွဲကပွဲကြည့်သွားခဲ့ပုံနဲ့သူတို့ထုံနဲ့ရက်တဲ့အနီးမှာစော့ကစားခဲ့ကြတော့တားလေးနဲ့တမီးလေးကိုကြည့်ရင်ပီတိဖြစ်ခဲ့ရပုံတွင် အရွယ်ရောက်၍တိုးတိမ်ထူထောင်ကြပြန်တော့လေတကွက်စီအမွေပေးခဲ့ပုံတွင်မိုးတော်ရေတော်မမှန်နာကြောင့်တင်းနံထွက်ဖျင်းခဲ့ပုံတွင်လေတွေရောင်းပြီးသူတို့မောင်နှမမြို့တက်သွားကြပုံတွင်မြို့မှာအဆင်မပြေတိုင်းမိဘစီပြန်ပြေးလာကလက်ပြန့်ကြောင်းခဲ့ကြပုံတွင် ခုတော့အားလုံးပြီးဆုံးသွားခဲ့ပြီတကယ်ပင်ဘာမှပြန်တွေးစရာမရှိတော့ဥပကြောက်ကောင်းတဲ့မူးတွေနောက်ကြည့်လာပြန်သည်ရင်ထဲမှာတလက်လက်နဲ့လက်ဟာနေလေသည်သူ့မှာဘာမှမခံစားနိုင်တော့မခံစားခြင်းတော့ဖေးနိုးနေပြီလားထနိုင်လားကျွန်တော်ထူပေးမယ်မောင်ပေါ်ကဥပကြောက်ကိုပွေထူသည်မိသင်းကခြေရင်းမှာထားရင်သူ့မျက်နှာကိုမရေတည်းလန်းကြည့်ရှာသည် နွမ်းပါညိုးငယ်နေသောသားနှင့်သမီးအပေါ်ဘာအာဃာတတရားများမထားရတော့ပါသူတို့မှာအပြစ်မရှိပါဘူးဥပကြောင့်အသက်ကိုအောင်ပြီးမှလေတွေတဝါစီရှူသွင်းလိုက်သည်အဖေနေကောင်းပါလေကွာအဖေထမင်းစားမလားကြောက်ခူးလိုက်ပြီနော်အမှန်တကယ်တော့ဥပကြောင့်ရေပင်တောက်ချင်စေမရှိပါရင်ထဲမှာကြည်နူးမှုလေးတွေပြန့်စည်းလာသည် သူ့မှာသားနှင့်သမီးရှိနေတာပဲလေ အားတက်သရောဥပကြောင့်ခေါင်းကိုငေးပြလိုက်ပါသည်ရက်လေပြီးနောက်တည့်ရက်တွင် မောင်ပေါ်တို့ပြန်ဖို့ပြင်ချသည် သူ့ကိုထိုင်ကြော်နေကြသောတာနှင့်သမီးမြေးလေးတွေကိုကြည့်ရင်ဥပကြောင့်စိတ်မကောင်းဖြစ်ရသည်သာဓုကွယ်သာဓုသာဓုကျမ်းမာကြပါစေချမ်းသာကြပါစေဘေးဥပ္ပအန္တရာယ်ကင်းရှင်းကြပါစေဥမကွယ်တတ်မပြတ်အသက်ထက်ဆုံးပျော်ရွှင်ချမ်းမြေကြပါစေကွယ်မိသင်က သူ့ခြေတလုံးကိုဖက်ရင်ငိုသည် မောင်ဘောက အဖေကိုကျွန်တော်တို့ပြစ်မထားပါဘူး။ဟိုမှာကျွန်တော်အဆင်ပြေတဲ့တနေ့လာခေါ်ပါမယ်အဖေ။ဥပသောရင်မှာကျင်ကနေနာသွားသည်။အသေးများတဆက်ဆက်တုန်ခါနေသည်။အေးကွယ်အဖေမျောနေပါမယ်။ဥပသောနှုတ်မှာမျောနေမည်ဟုပြောလိုက်တော့လဲသူဘယ်တော့မှ လိုက်မည်မဟုတ်ပါ။မအိမ်မြိုင်ကဲ့သို့ပင် သူရဲရင်စွာရွာမှာပဲတည်မည်။မင်းတို့ပေးလိုက်စရာ အဖေမှာဘာမှမရှိတော့ပါဘူး။ မိသင်နေအမေဝိအစားတွေအကုန်ထည့်ယူသွားမောင်ပေါရော့ဒါအဖေငယ်ငယ်တုန်းကဘုန်းတော်ကြီးပေးခဲ့တဲ့ဓလုံလက်စွပ်ဒါရီယာအဖေတို့ရဲ့နောက်ဆုံးအမွေပါပဲမောင်ပေါ်တို့ရွာအထွက်ထိတူလိုက်ပို့သည်ဧည့်သည်တွေလာပြီးပြန်ကြသည်တဲကိုပြန်ရောက်တော့ဥပကြောင့်တယောက်ထဲချီချီပင်မောသလိုရှိသည်မို့ရေအိုးစင်စီသို့ရှောက်သွားလိုက်သည် တောက်ရီအိုးစင်ပေါ်မှာကက်လန့်ဖြတ်တင်ထားသောအုံမုတ်ခွဲအယိုးလေးကိုလမ်းကင်လိုက်စင်မှာပြက်ခနဲမအိမ်မြန်ကိုသတိရလိုက်မိသည်ကိုကြောက်ကြောက်ဖလားတွေနဲ့ရေမတောက်တတ်ဘူးအုံမုတ်ခွဲလေးကိုအယိုးတက်ပြီးတော့အုံမုတ်ခွဲနဲ့တောက်လိုက်ရရေဝရယ်ထင်တာတော့ရေမတောက်တော့ပဲအုံမုတ်ခွဲလက်ကင်ယိုးလေးကိုပြန်လွှတ်လိုက်သည်မွန်းကျက်လာသလိုလိုရှိပြန်သည်မို့တစ်ဖက်သို့လှည့်လိုက်တော့တဲတောင်မှတစ်ဆေးတုတ်ခံတောင်းလေးကိုမြင်လိုက်ရသည် သူ့အတွက်ပြောင်းမှုဖက်လိတ်ကိုအနာလန်လိပ်ပြီးကဲ့သို့မအိမ်မြန်ရင်စေးတောင်းသည်။နေရအနှံ့အပြားတွင်ကွက်လက်များဖြစ်နေသည်။ချိုးကွက်လက်များထဲတွင်မအိမ်မြိုင်၊မောင်ပေါ်မိသည်တို့၏ပုံရိပ်ရောင်များရှိသည်။အော်မအိမ်မြန်ရင်မင်းရည်သေးသွားတာကံကောင်းလိုက်တာ။ဥပကြောက်သည် မတည်ငြိမ်သောသူ့စိတ်နှလုံးကိုတဲ့မှန်ဖို့ကြိုးစားနေမိသည်။ဖះအားစင်မှာစိတ်ဆွဲထားသောစိတ်ပရိလေးရာတော့တကုံနဲ့ငြိမ်သက်လျက် ယခုဖက်ပြသွားခဲ့တဲ့ဝိထုတိုလီကတော့အမှတ်89မတ်လ1996ခုနှစ်မှာထုတ်ဝေတဲ့ရွှေအမြုတင်မဂ္ဂဇင်းမှာဖော်ပြခဲ့တာပဲဖြစ်ပါတယ်ရှင်